ါရှင်စမကတင်ပါဒီနေ့မေလ29ရက်နေ့အတွက် People's Media ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်ဖက်စစ်တပ်တွေကြားပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့တဲ့။ငြိမ်းချမ်းရေးအဆိုပြုချက်မှုကြောင့်ယူကရိန်းစီပေးအပ်သွားမယ်လို့ရုရှားပြောတဲ့တဲ့။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ဟိုတီထင်းကျုပ်ထားရလေစိတ်ထဲကလေရင်ပျက်စီးသွားတဲ့တဲ့။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။နှစ်နိုင်ငံနယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားမိနစ်ပိုင်းလောက်ပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားစစ်သားတို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ပိုင်ဆိုင်မှုအငင်းခုံရှိခဲ့တဲ့နယ်စပ်တနေရာမှာမေလ28ရက်နေ့တော့ကပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရအရာရှိမော်ဖလာကပြောပါတယ်။သူကကမ္ဘောဒီးယားစစ်တပ်ဟာပုံမှန်အတိုင်းကျင်းလဲနေတဲ့အချိန်မှာခိုင်းစစ်တပ်ဘက်ကစတင်ပြစ်ခတ်တာလို့ဆွဆဲခဲ့ပါတယ်။ခိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ကမ္ဘောဒီးယားစစ်သားတွေဟာပိုင်နဲ့အငင်းပွားမှုရှိနေတဲ့နေရာကိုကျူးကျော်ဝင်ရောက်လာခဲ့ကြောင်းအဲ့ဒီအတွက်ခိုင်းစစ်တပ်ကသွားရောက်ပြီးညှိနှိုင်းဖို့စူးစမ်းပေမဲ့ ကမ္ဘောဒီးယားဘက်ကစတင်ပြတ်ခတ်ခဲ့တာကြောင့်ထိုင်းစစ်သားတွေကမဖြစ်မနေတုံ့ပြန်ခဲ့ရကြောင်းဖော်ပြထားပါတယ်။နှစ်ဖက်စစ်တပ်တွေကြောင်းမှာ10မိနစ်လောက်ပြတ်ခတ်မှုဖြစ်ပွားပြီးရနောက်သက်ဆိုင်ရာစစ်ဦးစီးအရာရှိတွေဆက်သွယ်ဆွေးနွေးပြီးနှစ်ဖက်စလုံးအပြည့်ရပ်ဖို့ညွှန်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့နှစ်နိုင်ငံစစ်တပ်တွေကြောင်းမှာဆက်လက်ညှိနှိုင်းနေကြဆဲလို့သိရပါတယ်။ထိုင်းစစ်တပ်ကနှစ်နိုင်ငံစစ်တပ်အကြီးအကဲတွေဟာမေလ29ရက်ဒီနေ့မှာတွေ့ဆုံပြီးတင်းမာမှုတွေကိုဖြေလျှော့ဖို့ဆွေးနွေးသွားမယ်လို့လည်းပြောပါတယ်။ ကမ္ဘောဒီးယားစစ်တပ်ကသူတို့ရဲ့ကြာဆုံးသွားတဲ့စစ်သားရုပ်လောင်းကိုနယ်စပ်ကနေတည်ယူပြီးနာရီကိစ္စအတွက်မိသားစုစီလွှဲပြောင်းပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ထိုင်းဘက်မှာတော့ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့သိရပါတယ်။ထိုင်းကာကွယ်ရေးဝန်ကြီးဖုန်တန်ဝီချာရာချန်ကပြည်ထနာကိုပြည်လည်အောင်ဖြည့်ရှင်းထားပြီဖြစ်တယ်လို့နှစ်ဖက်စလုံးကလည်းနောက်ဆက်တွဲရှုပ်ထွေးတွေကိုမလိုလားကြဘူးလို့ပြောပါတယ်။အရှေ့တောင်အာရှဒေသတွေကအင်းကြီးနှစ်နိုင်ငံဟာနယ်စပ်ဒေသမှာထိန်းချုပ်နေတဲ့ကိစ္စအငင်းပွားမှုနဲ့ပတ်သက်လို့ ရှေ့လျားတဲ့တမိုင်းကြောင်းတွေရှိခဲ့ပါတယ်။အထင်ရှားဆုံးဖြစ်ရတစ်ခုကတော့ UNESCO ကကမ္ဘာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ထားတဲ့နှစ်ပေါင်း1000ကျော်သက်တမ်းရှိတဲ့ Prabihira area မှာ2008ခုနှစ်ကနှစ်ဖက်စစ်တပ်တွေထိတိုက်ရင်ဆိုင်ပဋိပက္ခဖြစ်ပွားခဲ့ခြင်းပါပဲ။အခုနှစ်ဖေဖော်ဝါရီလတုန်းကလည်းနေဆက်တနေရောင်မှာကမ္ဘောဒီးယားစစ်သားတွေနဲ့မိသားစုဝင်တွေကဖျားကြောင်ဟောင်းတစ်ခုရဲ့ဗရဝံထဲကိုဝင်ရောက်ပြီးနိုင်ငံတော်တချင်းကိုတံပြန်တိဆိုခဲ့ကြရာကနေခိုင်းစစ်သားတွေနဲ့အချင်းများခဲ့ကြပါသေးတယ် အဲ့ဒီဖြစ်စဉ်ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့တဲ့နောက်အငင်းခုံတွေလည်းအများကြီးပေါ်ပေါက်လာခဲ့ပါတယ်ရှင်။ငင်းချင်းရဲ့ဆိုပြချက်မူကြမ်းတစ်ခုကိုယူကရိန်းစီပေးအပ်သွားမယ်လို့ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။မေလ28ရက်နေ့ကရုရှားဘက်ကထုတ်ပြန်ကြမှာတော့အဲ့ဒီမူကြမ်းဟာစစ်ပွဲကိုအဆုံးသတ်ရတဲ့ရုရှားဘက်ကတတ်မှတ်ထားတဲ့တောင်းဆိုမှုတွေကိုထည့်သွင်းဖော်ပြထားမယ်လို့ပါရှိပါတယ်။ပြီးတော့သူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလာမယ့်သတင်းပတ်ကြရင်ပြုလုပ်မယ့်နှစ်နိုင်ငံကိုယ်စားလှယ်အခွဲ့တွေဆင်းနေမှုမှာ အဲ့ဒီမူကြမ်းကိုပေးရမယ်လို့ဆိုထားပါတယ်။ယူကရိန်းကတော့အခုကိစ္စနဲ့ပတ်သက်ပြီးဗမာချမ်းမှမပေးသေးပဲနှုတ်ဆက်နေပါတယ်။အမေရိကန်မှာဒေါ်နယ်ထရန့်တမရဖြစ်လာခြင်းကလည်းရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်ဖို့နှစ်ဖက်စလုံးကိုအပြင်းထန်ဖိအားပေးနေတာပါ။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းနှစ်နိုင်ငံကြားမှာတသမတ်ရေးဆိုင်ရာအထောက်အမှုတွေရှိခဲ့သလို၃နှစ်ကျော်ကာလအတွင်းမှာပထမဆုံးအကြိမ်ဖြစ်မကြသေးခင်ကအစ္စတန်ဘူမှာနှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တမရဗလာဒီမာပူတင်ရဲ့အကြံပေးရာရှိတူဖြစ်သူ ဗလာဒီမာမီဒန်စကေဥဆောင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာဂျွန်လ၂ရက်နေ့မှာဆေးရဆိုင်ရေးမူကြမ်းအစုပ်ပြချက်ကိုယူကရိန်းစီပေးအပ်ဖို့အသင့်ရှင်နေပြီလို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာဂျီလော့ဘရော့ကမေလ၂၈ရက်နေ့မှာပြောကြားသွားပါတယ်။ဆွေးနွေးပွဲတွေဖြစ်မြောက်အောင်ကူညီပေးပြီးအဲဝတ်ကျေးစွာနဲ့ပံ့ပိုးပေးခဲ့တဲ့တူရကီနိုင်ငံကမိတ်ဆွေတွေကိုရုရှားအနေနဲ့အထူးတလဲကျေးဇူးတင်တယ်ဆိုတာထပ်လောင်းပြောကြားလိုကြောင်းလည်းလော့ဘရော့ကဆိုပါတယ်။မီဒန်စကေဟာရုရှားအစိုးရရဲ့ယဉ်ကျေးမှုဝန်ကြီးဖြစ် တာဝန်ယူခဲ့ဘူးတဲ့နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်းဖြစ်ပါတယ်။သူဟာမေလ16ရက်တုန်းကအစ္စတန်ဘူမှာယူကရိန်းကိုယ်စားလှယ်ဖွဲ့နဲ့တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာလည်းရုရှားဘက်ကဥဆောင်ရာရှိအဖြစ်တာဝန်ယူခဲ့ပါတယ်။ယူကရိန်းသမ္မတဘိုလိုဒီမာဇလန်စကီးကတော့အဲ့ဒီဆွေးနွေးပွဲကိုရုရှားဘက်ကအစ်စ်နဲ့အရာရှိဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဇေလွတ်တဲ့ကိစ္စပေါ်မှာဝေဖန်ခဲ့ပြီးရုရှားအနေနဲ့ဆက်ရဆက်ရကိစ္စကိုအမှန်တကယ်လွတ်လပ်မှုမရှိကြောင်းဆက်ဆွဲခဲ့ပါရှင်။ယမန်နိုင်ငံမှာဟိုတီလက်နက်ကင်တွေထိန်းချုပ်ထားရာ နိုင်ငံတကာလေဆိပ်တွေကနောက်ဆုံးလက်ကျန်နေရင်ဟာအစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုအကြမ်းကြမ်းခံခဲ့ရတဲ့နောက်မေလ28ရက်နေ့မှာတော့စာနာမျိုးတော်နိုင်ငံတကာလေဆိပ်ထဲမှာရှိသမျှလေယာဉ်အားလုံးပျက်စီးသွားကြောင်းဟိုတီအာနာဘန်တွေကပြောပြသွားပါတယ်။လေဆိပ်ထဲမှာအကောင်တိုင်းကျန်နေတဲ့ယမန်နီယာလေကြောင်းပိုင်လေယာဉ်ဟာမေလ28ရက်နေ့တိုက်ခိုက်မှုမှာတော့ဆူဆူရွရွထိခိုက်ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာအစ္စရေးရဲ့ရန်လိုရန်ကောင်းမှုလို့ ဟိုတီတွေကဆွတ်ဆွဲခဲ့ပြီးအစ္စရေးကတော့နိုင်ငံပိုင်နဲ့တဲကိုဟိုတီတွေကဒုံးကျည်တွေနဲ့ပြတ်ခတ်ခဲ့တဲ့အတွက်လက်တော့ပြန်လာလို့ပြောပါတယ်။စာနာလေစိတ်ဟာအရင်ကတည်းကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေရဲ့ပြတ်မှတ်တစ်ခုဖြစ်ခဲ့ဘူးပါတယ်။လာဇန်ပိုင်တို့ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်လေစိတ်မှာရှိတဲ့လေယံ၆စီးပျက်စီးသွားတဲ့နောက်စာနာလေစိတ်ဟာအရက်ပတ်လေကြောင်းခီးစံတွေကိုအကန့်အသတ်နဲ့တာကင်တွယ်နိုင်ပါတော့တယ်။ဟိုတီတွေဟာနိုင်ငံတကာအသိအမှတ်ပြုရေမှန်အစိုးရကိုတော်လန့်တဲ့သဘောအဖွဲ့ဖြစ်ပြီး မြို့တော်စာနာအပါအဝင်ယီမန်နိုင်ငံရဲ့ကျယ်ပြန့်တဲ့အစိတ်ပိုင်းတွေကိုထိန်းချုပ်ထားပါတယ်။ဂါဇာမှာအစ္စရေးပါလက်စတိုင်းစစ်ပွဲဆက်တင်တဲ့အခါမှာဟိုဒီတွေကဂါဇာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းကြေညာပြီးအစ္စရေးပိုင်နက်တဲကိုဒရုန်းကြီးတွေဒရုန်းတွေနဲ့အကြမ်းကြမ်းတိုက်ခိုက်နေခဲ့သလိုအစ္စရေးကလည်းယီမန်မှာရှိတဲ့ဟိုဒီပြစ်မှတ်တွေကိုပြင်းပြင်းထန်ထန်လက်တော့ပြန်ခဲ့ပါတယ်။အစ္စရေးကကိုယ်ရေးဝန်ကြီးအစ္စရေးကတ်ကမေလ28ရက်နေ့လေကြောင်းတိုက်ခိုက်မှုဟာဒေသိတဲမှာရှိနေတဲ့အကြမ်းဖက်အဖွဲ့ပိုင်းတိုက်လေယာဉ်တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ အရင်မတန်ခင်နှစ်ရက်ကဟိုတီတွေဟာအစ္စရေးပိုင်နက်တွေကိုဒုံးကျည်နှစ်ဆင်ပြတ်ခတ်ခဲ့ပါတယ်။ gas ကအစ္စရေးကိုပြတ်မှတ်ထားတဲ့အကြမ်းဖက်စစ်ဆင်ရေးတွေမှာအသုံးပြုနေတဲ့ဂျက်တိုက်လေယာဉ်တွေကိုဖျက်ဆီးခဲ့ပြီးဒေဆိတ်ထဲမှာရှိတဲ့နောက်ဆုံးလက်ကျန်လေယာဉ်လည်းဖျက်ဆီးသွားခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဂျမန်နီယာလေကြောင်းလိုင်းကတော့ဖျက်ဆီးသွားတဲ့လေယာဉ်ဟာဝတ်ပြုခရီးသည်တွေကို Sorry Arabia စီဘာသာရေးခရီးစဉ်ပို့ဆောင်မှုစီစဉ်ထားတဲ့အချိန်မှာချက်စီခံလိုက်ရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ ပြည်ပစမရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်